ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပြီးသွားမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတရုတ်သွင်းကုန်တွေကိုအခွင့်တရားရခိုင်တော့ကောက်ခံသွားတော့မယ်လို့အော်တိုဘာလ၁၀ရက်နေ့ကပြောလိုက်ပါတယ်။တရုတ်ဟာပို့ကုန်ထိန်းချုပ်မှုတွေလှုပ်လာတဲ့အတွက်အခုလိုမျိုးအခွင့်တိုးကောက်ခံဖို့ဆုံးဖြတ်ရတာလို့လည်းသမ္မတထရမ့်ကပြောပါတယ်။အမေရိကန်ဟာတရုတ်ရဲ့မြေရှားတပ်ထုနဲ့ပဲပီးဆက်ထုတ်ကုန်တွေအပေါ်ကန့်သတ်မှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။သူ့ရဲ့လူမှု ကွန်ရဲ့ true မှာလည်းဒီအခွန်တွန်းမြင့်မှုကိုနိုမာလာတရနေ့မှာစတင်မယ်လို့ရေးသားထားပါတယ်။လက်ရှိတရုတ်နိုင်ငံကပို့ကုန်တွေအပေါ်အမေရိကန်နိုင်ငံက30ရာခိုင်နှုန်းအခွန်ကောက်ခံနေတာဖြစ်ပါတယ်။ တရုတ်ကမြေရှားတပ်ထုတင်ပို့မှုနဲ့ပတ်သက်တဲ့ကန့်သက်ချက်အသစ်တွေကိုထုတ်ပြန်ခဲ့ပြီးတရက်အကြာမှာသမ္မတထရမ့်ကအခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပါတယ်။မူလကတော့အောက်တိုဘာလကုန်ပိုင်းမှာကျင်းပမယ့်အာရှပစ်စပိတ်စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီးအစည်းအဝေးမှာတရုတ်နဲ့အမေရိကန်သမ္မတနှစ်ယောက်တို့တွေ့ဖို့စီစဉ်ထားပြီးတော့ကုန်သွယ်ရေးတင်မာမှုနဲ့မဟာဗျူဟာကျတဲ့ကိစ္စရပ်တွေဆွေးနွေးဖို့ရှိနေပါတယ်။တောက်ချာနေကတော့သမ္မတထရမ့်ကဒီတွေ့ဆုံမှုကိုသူမသွားတော့ဖို့ တရုတ်ကိုသူ့အနေနဲ့ချင်းချောက်ကောင်းချင်းချောက်နိုင်တယ်လို့လည်းပြောဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတိုဆာရီဥတ္တမဟာဂျီမိုဟာမက်ဘင်ဟာဂျီဟာဆန်ဟာဆိုလို့ရှိရင်ဒီအော်တိုဘာလ9ရက်နေ့မှာမြန်မာနိုင်ငံကို အလုတ်ခီးစဉ်အဖြစ် တရက်တာတွားရောက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ သူဟာနိုင်ငံတော်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်ယာယီသမ္မတလည်းဖြစ်တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာဝန်ကြီးချုပ်ဦးညိုစော နောက်ပြီးတော့နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေရုနဲ့တွေ့ဆုံခဲ့ပါတယ်။ခီးစဉ်ပြီးမှာတော့အာဆီယံကတည်င်းထုတ်ပြန်ချက်တရက်ကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့စစ်ကော်မရှင်ဘက်ကထုတ်ပြန်ခြင်းမရှိတဲ့အချက်တချို့ပါဝင်ပါတယ်။ အာဆီယံမြက်ထုတ်ပြန်ချက်အရမလေးရှားနိုင်ငံသား၏ဝင်ကြီးဟာအာဆီယံမြက်တာဝန်ပေးချက်အရအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ထဲကအဓိကအချက်တွေဖြစ်တဲ့အကြံဖတ်မှုများရစဲရေးနောက်ပြီးတော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလိုအပ်တဲ့သူတွေကိုပေးနိုင်ရေးနဲ့မြမပြည်ထနာကိုသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ပေးဖို့ပါဝင်ပါတယ်အာမလေးရှားနိုင်ငံသား၏ဝင်ကြီးကအရက်သားတွေနဲ့အရက်ပတ်အဆောက်အအုံတွေပေါ်တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ အဖြစ်ခက်ရစေးရေးကြီးညာဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုကန့်သက်ချက်မရှိဘဲပေးအပ်နိုင်ဖို့စတဲ့အချက်တွေကိုတောင်းဆိုခဲ့ပါတယ်။အာဆီယံအနေနဲ့လည်းမြန်မာနိုင်ငံကသက်ဆိုင်သူအားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်မြောက်အောင်အထောက်အကူပြုပြီးတော့ဗတ်မလိုက်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့မလေးရှားရဲ့ကမ်းလှမ်းချက်ကိုလည်းတင်ပြခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်မလေးရှားနိုင်ငံဟာအာဆီယံဥက္ကဋ္ဌတာဝန်ကိုစပြီးတော့ယူချိန်ကလေးကမြန်မာနိုင်ငံရဲ့ ွာဘောင်းဆောင်ကတက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံခဲ့ရမှာတက်ဆိုင်သူတွေရဲ့ညှိနှင်းချက်တွေကိုလည်းစစ်ကော်မရှင်ကိုပေးခဲ့တယ်လို့ ASEAN ကသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့ကိုယ်သူနိုဘယ်ငြိမ်းချမ်းရေးဆုပေးသင့်တယ်လို့အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပေမဲ့နိုဘယ်ဆုရွေးချယ်ရေးကော်မတီကဗင်နီဇွဲလားနိုင်ငံကအတိုက်ခံခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့မာရီယာကိုရီနာမာချာဒိုကိုရွေးချယ်ခဲ့ပါတယ် The Nobel Peace Prize for 2025 to Maria Corina Machado ဒါဟာမာရီယာရဲ့မဆုံးမနစ်ဇွဲနဲ့ငြိမ်းချမ်းနဲ့အကျမ်းမဖတ်တဲ့လမ်းစဉ်နဲ့အာနာရှင်ကိုစက်ကျင်တိုက်ပွဲဝင်မှုကိုကဘာကအတိမတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။သူ့အကြောင်းအချင်းချင်းလေးကိုအခုပြောပြပေးသွားမှာပါ။မာရီယာကိုရီနာအမာချာဒိုဟာဆိုရင်1968ခုနှစ်မှာဗင်နီဇွဲလားနိုင်ငံအာကရာ ကတ်မြို့မှာပေါ့လေမွေးဖွားခဲ့ပါတယ်သူဟာအာဒါကြောင့်အခုဆိုလို့ရှိရင်အသက်58နှစ်ရှိပြီဖြစ်ပါတယ်သူဟာစက်မှုအင်ဂျင်နီယာဘွယ်ရထားသူဖြစ်ပြီးတော့အစောပိုင်းကာလတွေမှာတော့လုံမှုရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်ခဲ့ပါတယ်သူဟာစက်မှုအင်ဂျင်နီယာဘွဲ့ကိုရထားတဲ့သူဖြစ်ပြီးတော့အစောပိုင်းကာလတွေမှာလူမှုရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာအတူတကွပူပေါင်းပါဝင်ခြင်းလို့အဓိပ္ပာယ်ရတဲ့ Summit လို့ခေါ်တဲ့ဒီအရက်ဘက်အဖွဲ့စည်းကိုပူးတွဲတည်ထောင်ခြင်းကစလို့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လာခဲ့ပါတယ်။မာရီယာဟာ2017ကနေ2014ခုနှစ်တွေအတွင်းမှာဆိုရင်အမျိုးသားလွတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီကာလမှာဆိုရှယ်လက်အစိုးရရဲ့မူဝါဒတွေကိုပြက်ပြက်သားသားဝေဖန်သူအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။သူဟာလက်ရှိနီကိုလတ်အစိုးရရဲ့ဖိနှိပ်မှုတွေကိုလည်းနှစ်ပေါင်းများစွာကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ခရီးသွာ ွာလာခွင့်တွေကိုအစိုးရကပိတ်ပင်ခဲ့တယ်။နောက်ပြီးတော့နိုင်ငံတော်တစ်ဆက်ဖောက်မှုနဲ့အာတရားစွဲဆိုခံခဲ့ရပါတယ်။ရွေးကောက်ပွဲပါဝင်ခွင့်ကိုလည်းပိတ်ပင်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကနိုင်ငံတွင်းကထွက်ခွာသွားတာမျိုးမရှိဘဲအာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်သိမ်းမှုအသက်အန္တရာယ်ချိန်ချောက်မှုတွေကိုရင်ဆိုင်ရင်းနဲ့ပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။အောက်တိုဘာလ10ရက်နေ့တောက်ကြနေ့မှာတော့ Nobel ဆုရွေးချယ်ရေးကော်မတီကန 2025ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ်မာရီယာကိုရီနာမာချာတိုကိုရွေးချယ်ကြောင်းကြေညာခဲ့ပါတယ်။နိုဘယ်ကော်မတီကမာရီယာရဲ့ဒီမိုကရေစီနိလန်းတွေဟာငြိမ်းချမ်းရေးဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ နိုင်ငံတကာမှာဗနီဇွဲလာရဲ့တမနီအမျိုးသမီးအဖြစ်တင်စားခံရတဲ့မာရီယာဟာနိုင်ငံရေးအရအရေးပါတဲ့ဒီမိုကရေစီစံနှုန်းတွေတရားဥပဒေစိုးမိုးရေးနဲ့လူ့အခွင့်အရေးတို့ကိုအမြဲတစေထောက်ခံပြောဆိုတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ရှင်။